ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မင်းပြင်းနယ်ပိုင်းရှောင်းရွာအနီးနာကျေးရွာတွေကိုစစ်တပ်ကဒရုန်းအပအဝင်လက်နက်မျိုးစုံနဲ့နေစင်ရက်ဆက်ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေဟာထပ်မံစစ်ပီးရှောင်းထွက်ပြေးနေရတယ်လို့သိရပါဗျ။ကြောက်ဖြူမြို့နယ်မင်းပြင်းကျေးရွာမင်းပြင်းရွာရဲစခန်းနဲ့မင်းပြင်းရွာအနာကမိုးလေဝသစင်တာတွေမှာအရခတ်တော်အေအေကခတ်တဆုတ်ခွာသွားစဉ်ဝင်းရောက်တက်ဆွေးနေရယူထားတဲ့စစ်တပ်ဟာနိုဝင်ဘာလ18ရက်နေ့ညနေမှာအနီးနာကျေးရွာတွေကို drone လက်နက်ကြီးခြေရင်းနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်လို့မင်းပြင်ခြေရွာနဲ့အနီးအနားခြေရွာတွေကဒေသခံတွေစစ်ပေးရှောင်နေကြရတာလို့ကြောက်ဖြူဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါရယ်ရွာသားတွေစစ်ပေးရှောင်နေကြတဲ့မင်းပြင်ရွာမှာစစ်တပ်ကတက်ဆွဲထားပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းကားနဲ့တင်ကာယူဆောင်သွားကြတယ်လို့သိရပါရယ်အလားတူတိုင်းရှောင်းရွာကိုခြေကုပ်ယူထားတဲ့စစ်တပ်ကလည်းတိုင်းရှောင်းရွာနာကပြားကျွင်ရှောင်းဖျားနဲ့ ကြောင်ခိုးရှောက်ပန်ဝင်ကျင်တွေကိုကြီးရည်လေးသုံးမျိုးနဲ့ပြစ်ခတ်တိုက်ခိုက်နေလို့ဒေသခံတွေစစ်ပေးရှောင်နေကြရပါတယ်။ကြောက်ဖြူမျိုးနဲ့မှာစစ်မြေပြင် area ခြေပြန့်လာပြီးစစ်တပ်ဘက်ကကြီးရည်လေးလက်နက်မျိုးစုံနဲ့အရတားပြစ်မှတ်တွေကိုမနာတမ်းပြစ်ခတ်မှုတွေရှိလာနေတာကြောင့်ကြောက်ဖြူတနေလုံးနှီးပါးဟာစစ်ပေးရှောင်နေကြရပြီးစစ်ပေးရှောင်ဦးရေတိုင်းနယ်ရှိရှိလာနေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောကြပါတယ်။